မင်္ဂလာပါအခုချိန်အားစပြီးတော့မေလာ၁ရက်နေ့ကြာသာပတေးနေ့ညနေပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအမီပါ ပထမဆုံးသတင်းကိုတော့ဖန်းစီတည်ဆုံတဲ့သတင်းနဲ့စပါရစေ။အနာသိန်းချိန်ကစလို့ဒီနေ့အချိန်ထိအတီးပြူလို့ရတဲ့စစ်ကောင်စီကြောင့်တည်ဆုံသွားတဲ့သူကအယောက်6500ကျော်ရှိသွားပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ဖန်းစီခံထားတဲ့သူတွေကတော့အယောက်3000နီးပါးအထိရှိနေပြီဖြစ်ပြီးတော့အဲ့ဒီထဲက2200ကျော်ကပြည်တံချမှတ်ခံထားရတာအပါအဝင်ထိမ့်သိမ်းခံထားရတယ်လို့ဆိုပါတယ်။ အဲ့ဒီထဲမှာဂရနီပီတဲကလူတွေလဲပါဝင်มาတယ်။အာနာသိန်းချိန်ကစပြီးတော့ဂရနီပီနဲ့ကယန်းဒေတာတဲကစစ်ရေးနိုင်ငံရေးပဋိပက္ခတွေကြောင့်အယက်သား942ယောက်တေဆုံးခဲ့ပါတယ်။နောက်ပြီးတော့စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကို ခံထားတဲ့သူကလည်းအယောက်160ရှိခဲ့တယ်လို့တိုးတက်သောဂရနီပီသူအာစု PKPF အဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့မေလတရက်နေ့အလုတ်သမားနေ့မှာတော့ပြည်တွင်းကအလုတ်သမားအဖွဲ့တချို့ဟာဆိုရင်အ ਨੇ စုံတရက်ကိုလှုပ်အားခ700အထိတိုးပေးဖို့တောင်းဆိုနေကြပါတယ် ငွေကြေးဖောင်းပွားမှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုတွေကြောင့်အခုသတ်မှတ်ပေးထားတဲ့အ ਨੇ စုံလောက်ခကျက်4500ဟာလက်တွေ့မကျသလိုအလုတ်သမားတွေအတွက်မစားလောက်တော့ဘူးလို့ဆိုပါတယ်အခုသူတို့ကိုသတ်မှတ်ပေးထားတဲ့လောက်အားခဟာမိုဟင်းကတပွဲတော်မှာစားလို့မရတော့ဘူးလို့ပြောကြပါတယ်ပဋိပက္ခသတင်းအချင်းချုပ်ကိုပြောရမယ်ဆိုရင်တော့ဒီစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ယာယီအခြေစိုက်ထားတဲ့တန်ရန်မျိုးမှာတော့ပောက်ကွဲမှုအကြီးကြီးတစ်ခုဖြစ်ခဲ့ပါတယ်အ ခုထိတော့ဒီပောက်ကွဲမှုဟာဘာပောက်ကွဲမှုဖြစ်တယ်ဆိုတာကိုအတိမပြုနိုင်သေးပါဘူး။ရှမ်းမြောက်မှာတော့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ကိုကန့်တက်မတော် MNDA တို့ကြားမှာလက်နက်ကင်ပုတ်တိုက်မှုတွေရှိခဲ့ပါတယ်။ကိုကန့်တက်မတော်ကတီဘောမျိုးနယ်ထဲမှာရှိတဲ့ SSPP ကထိန်းချုပ်ထားတဲ့နမ်မကြောက်မီသွေးတွင်းနဲ့နောက်ပြီးတော့ဒီ SSPP ဌာနချုပ်ဟောင်းဖြစ်ပြီးတော့ရှမ်းပြည်သူစစ်အဖွဲ့ဒီဌာနချုပ်ဖြစ်တဲ့စိန်ကြော့ကိုပါဝင်ရောက်ပြီးတော့နေရာယူထားလိုက်ပါတယ်။ SSPP ဘက်ကတော့ဒီကိစ္စနဲ့ပတ်သက် ြီးတော့နှစ်ဖက်ကြားဘို့အဆင့်ဆွေးနွေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်ကချင်ပြည်ထဲမှာတော့ဗမော်ဘက်ကတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ် ဗမော်မျိုးတွေမှာမီးလောင်နေတဲ့ရုပ်ပုံတွေဗီဒီယိုဖိုင်တွေကလည်းလူမှုကွန်ရက်စာမျက်နှာမှာပေါ်ထွက်လာပါတယ်။စစ်ရေးသတင်းတွေအရတော့စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခံစစ်ဆင်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေလည်းများပြားနေတယ်လို့ဆိုပါတယ်။ AR တိုင်းဘက်မှာတော့အာရခတက်တော် AA နဲ့ PDF ပူပေါင်းအဖွဲ့တွေကနေရာ၃နေရာခွဲပြီးတော့ထိုးစစ်ဆင်မှုတွေကိုလုပ်နေပါတယ်။ပဲခူးတိုင်းတွေကကရင်မျိုးသားအစည်းအုံ KNU စစ်ဆင်ရေးလုပ်နေတဲ့နေရာတွေနားကရက်ရွာတွေကိုတော့စစ်ကောင်စီကဖျက်ဆီးမှုတွေ လှုပ်ဆောင်နေပါတယ်။ရှန်ဂရီနီအဆက်မိုးပြဲမှာတော့စစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကအရေးနှိမ့်နေပေမဲ့အဓိကကျတဲ့နေရာတွေကိုဆက်ပြီးတော့ထိန်းချုပ်ထားနိုင်စေဖြစ်တယ်လို့ဂရီနီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေကပြောပါတယ်။ ုဆက်ပြီးတော့ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်။နိုင်ငံတကာသတင်းကိုတော့ယူကရိန်းစစ်ပွဲအခြေအနေကိုပြောင်းလဲသွားစေနိုင်မဲ့သဘောတူညီချက်တစ်ခုနဲ့စပါမယ်ရှင်။အမေရိကန်နဲ့ယူကရိန်းနိုင်ငံတို့အကြားမှာတဘာဝတည်ရန်စာတဆိုင်ရာသဘောတူညီမှုတစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဓိကတော့ယူကရိန်းကနေမြေရှားတပ်ထုကိုအမေရိကန်ကိုရောင်းပေးဖို့စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။နိုင်ငံရေးဆွေးနွေးပွဲတွေအဆင်မပြေတာကြောင့်နှစ်လလောက်ဆိုင်းငံ့ထားတဲ့ဒီသဘောတူညီချက် က်ကိုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ကနေပြန်ပေးမယ်185ဘီလီယံဒေါ်လာရမယ်။ယူကရိန်းအတွက်ကတော့ရုရှားနဲ့တိုက်နေတဲ့စစ်ပွဲကိုအပြောင်းအလဲဖြစ်စေနိုင်မယ်လို့မျှော်လင့်ရမှာပါ။အမေရိကန်အတွက်ကလည်းတစ်ဖက်မှာမြေရှားတပ်တို့အများစုကိုလဝကြီးအုပ်ထားနိုင်တဲ့တရုတ်နဲ့ကုန်သွယ်စစ်ပွဲအတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒီလိုလက်မှတ်ရေးထိုးလိုက်တာဟာအမေရိကန်အနေနဲ့ရေရှည်မှာယူကရိန်းကိုလွတ်လပ်ပြီးအချုပ်ချာအာဏာပိုင်တဲ့နိုင်ငံအဖြစ်မြင်ကျင်နေဆိုတာကိုရုရှားကိုပြသလိုက်တယ်လို့လည်းဖြစ်နေပါဗျ။ဒေသတွင်းကသတင်းတပုတ်ကိုဆက်ရမယ်ဆိုရင်တော့အိန္ဒိယနဲ့ပါကစ္စတန်ကြားကတင်းမာမှုအခြေအနေအကြောင်းနောက်ဆက်တွဲကိုပြောပြစီအိန္ဒိယကပါကစ္စတန်ရင်ကိုသူ့ရဲ့ဒီလေပိုင်နဲ့အသုံးပြုနေတာကိုပိတ်ပင်လိုက်ပါတယ်။ပါကစ္စတန်ကတော့သူ့ရဲ့ထောက်လှမ်းရေးသတင်းတွေအရမကြာခင်မှာအိန္ဒိယကပါကစ္စတန် ံကိုစစ်ရေးအရတိုက်ခိုက်မှုတွေလုပ်မယ်ဆိုတာကိုသိထားတယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကလည်းအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံခြားကတင်းမာမှုတွေကိုလျှော့ချဖို့တောင်းဆိုလိုက်ပါတယ်။အိန္ဒိယနိုင်ငံကစီမံအုပ်ချုပ်နေတဲ့နယ်စပ်ကက်ရှမီးယားဒေသအတွင်းမှာအိန္ဒိယခီးတော်အယောက်20ကျော်ကိုစစ်သွေးကြွသဘုံအဖွဲတစ်ဖွဲ့ကအစုလိုက်အပြုံလိုက်ပြစ်ခတ်တပ်ဖြတ်လိုက်ရာကနေလက်တလုံးတင်းမာမှုတွေစတင်ခဲ့တာပါ အိန္ဒိယကအဲ့ဒီယူနီဖောင်းဝတ်ထားတဲ့အကြံဖတ်အဖွဲ့ဟာပါကစ္စတန်တောထောက်နောက်ခံလုပ်တဲ့အဖွဲ့ဖြစ်တယ်ဆိုပြီးနေဆက်ရေခွဲဝေရေသဘောတူညီချက်ကိုအရင်ဆုံးရက်ဆိုင်လိုက်ပါတယ်။နောက်ပိုင်းမှာတော့နေဆက်ကိုပိတ်လိုက်ပြီးတော့နေဆက်ကုံသွဲရေကိုလည်းရက်ဆိုင်လိုက်တာပါ။ နှစ်နိုင်ငံလုံးကတစ်ဖက်နိုင်ငံကနိုင်ငံသားတွေကိုဗီဇာထုတ်ပေးနေတာကိုလည်းရက်ဆိုင်လိုက်ပြီးတော့အခုနောက်ဆုံးမှာတော့အိန္ဒိယကသူ့ရဲ့လေပိုင်နဲ့အသုံးပြုခွင့်ကိုပါပိတ်ပင်တားမြစ်လိုက်တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကတော့အာဆီယံဒေသတွေကခီးသွားလုပ်ငန်းအစီအစဉ်အသစ်အကြောင်းကို ပြောပြပါမယ်။ထိုင်းနိုင်ငံကကမကထလုပ်ခဲ့တဲ့ဒီဒေသအတွင်းနိုင်ငံတွေကိုလွှမ်းခြုံမဲ့ခီးသွားလုပ်ငန်းအသစ်ကိုတော့6နိုင်ငံခရီးပန်းနိုင်တစ်ခု6 countries 1 destination လို့နာမည်ပေး ထားပါတယ်။ဥရောပနိုင်ငံတွေရဲ့ Schengen Visa လိုမျိုး Visa တစ်ခုတည်းနဲ့ဒေသအတွင်းမှာရှိတဲ့နိုင်ငံ6ခုကိုသွားနိုင်မဲ့ Visa ကိုထုတ်ပေးသွားမှာဖြစ်ပါတယ်။ April အတွင်းမှာထိုင်းနိုင်ငံကစင်ကာပူနိုင်ငံကိုအဆိုပြုဖိတ်ခေါ်တာကိုစင်ကာပူဘက်ကလည်းစိတ်ဝင်စားမှု ပြသတဲ့အတွက်ဒီအစီအစဉ်ဟာအခုနှစ်ထဲမှာအစပြုလာနိုင်ဖို့အလားလာပိုပြီးတော့ရှိသွားပါတယ်။ဒီအစည်းအဝေးထဲမှာပါတဲ့နိုင်ငံတွေကတော့ Thai, Malaysia, Singapore, Vietnam နဲ့ Cambodia နိုင်ငံတွေဖြစ်ကြပါတယ်။ ဒေသအတွင်းနိုင်ငံတွေမှာရှိတဲ့အစားအသောက်တွေထုတ်ကုန်ပစ္စည်းတွေနောက်ပြီးတော့ပွဲလန်းသဘင်တွေကိုတပြော်တပားကြီးခန်းစားနိုင်မှာဖြစ်ပါတယ်။လေပတ်ဖို့အတွက်ကိုလည်းဒီကိုယ်တိုင်ပဲကားမောင်းသွားမလားဒါမှမဟုတ်ယထာကားတွေကိုစီးပြီးတော့သွားမလားရွေးချယ်နိုင်မယ်အပြင်ဒီစင်ကာပူပီနန်ပြီးတော့ဖူကက်ဟိုချီမင်းစီးတီအပျော်စီးစိန်ခံသင်္ဘောခီးစဉ်တွေလည်းရှိလာမှာဖြစ်ပါတယ်။ဒီအစီအစဉ်သာအောင်မြင်ခဲ့ရင်ခီးသွားလုပ်ငန်းကနေတစ်နှစ်ကိုဒေါ်လာ60ဘီလီယံအထိ ဝင်ငွေရနိုင်မယ်လို့မျှော်လင့်ထားကြပါတယ်။ခီးသွားအရေအတွက်အနေနဲ့လည်းလက်ရှိ45တန်းကနေတန်း90ရှိရာကနေထောက်ဝက်တိုးပြီးတော့တန်း80အထိရှိလာမယ်လို့မျှော်မှန်းထားကြပါတယ်။ 6နိုင်ငံခီးသွားပန်းနိုင်တခုလို့ဆိုထားပေမဲ့တည်င်းထဲမှာနိုင်ငံ9နိုင်ငံပဲပါဝင်နေတာကိုအားလုံးကသတိထားမိကြမှာပါဆိုတော့စတမမြောက်နိုင်ငံကတော့အတီးပြုချက်မရသေးတဲ့ ASEAN အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တယ်လို့ဆိုထားပါတယ်ဒါနဲ့စကားမဆက်ဒီကနေ့ကစပြီးတော့ထိုင်းနိုင်ငံတဲကိုဘသူမဆိုဝင်ရောက်လာကြမယ်ဆိုရင်ဒီ arrival card ကို online ကနေကြိုတင်ဖြည့်ဖို့မမေ့ကြဖို့ကိုလည်းသတိပေးလိုက်ပါစေရှင် သတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညနေတိုင်းမှာဒီရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။